ျောမြို့နယ်ရွှေမြောင်ကိုဆက်ရှိဖြစ်စီခဲ့ပါတယ်။မကွေးတိုင်းကံကောခရိုင်ကျောမြို့နယ်ရွှေပြည်ရွာကိုအချမ်းဖက်စစ်တပ်ကဝင်ရောက်ပြီးမိရှုပ်စီခဲ့လို့ရောကာကွယ်တပ်မြေပြင်စစ်တေသာကျော်ရုံရဲ့ထုတ်ပြန်ချက်အရတီးခဲ့ရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ16ညနေပိုင်းမှာကပ္ပစ23ကနေစစ်ကြောင်းထိုးလာတဲ့အချမ်းဖက်စစ်တပ်ဟာကျောမြို့နယ်ရွှေပြည်ရွာအတွင်းဝင်ရောက်ပြီး အင်ဂျီ30ခန့်မိရှုဖြစ်စီခဲ့လို့သိရပါတယ်။ဂီတာခဏူဟာရေလွေရတို့စပေးတင်းရှောင်းနေရပြီးချမ်းဖက်စစ်သားတွေကရွှေပြည်ရာကြီးတက်ဆွဲနေဆိုင်နေလို့သိရပါတယ်ခင်ဗျာ။ EGF ကချမ်းဖက်များကိုပြီးသက်နေနေတော့မြို့တည်င်းထုတ်လွှင့်ပြီးရွှေကုတ်ကူမြို့တိမှချမ်းဖက်များအစုလိုက်ဂျုံလိုက်ထွက်ပြေးနေပါတယ်။ ပြင်းပြင်းနဲ့မြဝေမျိုးနဲ့ရွှေကိုကိုမျိုးတေကကြားဖြတ်တွေကိုဤတက်နှင်းနှင်းတော်မယ်လို့ EGF နိုင်မောင်စောကထိုင်းပတင်းဌာနတွေကို ဖြေကြားပြီးကြားဖြတ်တွေအစုလက်အပြုံလိုက်ဖပြေးလျက်ရှိတယ်လို့ဒေတာခန့်တွေကြီးကသိရပါတယ်။နိုဝင်ဘာ၁၉ရက်နေ့ညပိုင်းကရွှေကိုကိုမျိုးတေမှာကြားဖြတ်အလုသမာထောင်ချီဟာမြို့ကနေထွက်ခွာဖို့စူးစမ်းနေကြပြီး မြို့တွင်လမ်းများပိတ်တဲ့အထိပွားခဲ့ကနီးလမ်းမျိုးစုံနဲ့ထွက်ပြေးဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ရွှေကုတ်ကူမှာကြားဖြန့်လုတ်ကင်တစ်ထောင်နဲ့နှစ်ထောင်ကြားရှိပြီးကြားဖြန့်တွေကို လုံးဝမထားတော့ပဲအပြီးတက်နေနေတော့မယ်လို့ VGF နိုင်မောင်စောကပြောခဲ့ပါတယ်။နေနေရမှာလဲစစ်တပ်နဲ့ပူးပေါင်းနေနေသွားမှာဖြစ်ပြီးအမေရိကန်နဲ့တရုတ်ကြီးဟာရှိလာတဲ့အတွက် လှုပ်ဆောင်တာမဟုတ်ပဲ UGF ကကြားဖြတ်နိုင်ငံဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေတာဖြစ်တယ်လို့ဆိုပါတယ်။အဲအနှစ်မော်လမြန်ခီးစဉ်များတွင်မြေအောင်လိုင်ကဤနယ်အစိုးရများကတည်ခင်းထားသောရေရေနွေးတစ်ပတ်အချိုးပွဲအစားအသောက်များကိုလုံးဝမတုမထိမစားဘဲကိုပိုင်ရေပုနှင့်အစားအသောက်များကိုသာယူဆောင်စားတော့ခဲ့ပါတယ်။ကင်းပြည်နယ်ပံမြို့နယ်တွင်မွန်ပြည်နယ်မော်လမြိုင်တို့ ွားရောက်သည့်ခီးစဉ်များတွင်အချမ်းဖတ်မင်းအောင်လိုင်းကသက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကရှင်းစင်တဲခင်းလာသောရေရင်နှွေးလက်ပတ်အချိုးကွဲနှင့်အစားအသောက်များကိုလုံးဝမတုမထိမစားတော့ပဲ၎င်း၏ကိုရေးရရှိဘက်ကပြင်ဆင်ပေးသော ကိုပိုင်ရီဘူးပါရေနှင့်အစားအသောက်များကိုသာယူဆောင်စားတော့ကြောင်းဆိုပါခီးစဉ်တွင်မင်းအောင်လိုင်းနှင့် တွေ့ဆုံတွင်ရခဲ့သောဌာနဆိုင်ရာတည်င်းရင်များကပြောဆိုထားပါသည် ချမ်းဖတ်မင်းအောင်လိုင်ကနိုဝင်ဘာ15ရက်နေ့ကရင်ပြည်နယ်ပန်မြို့နယ်သို့၎င်းနိုဝင်ဘာ16ရက်နေ့ကမော်လမြိုင်မြို့သို့၎င်းတွားရောက်ပြီးဌာနဆိုင်ရာတွေ့ဆုံပွဲများရုပ်ကိုကြည့်ရှုစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြသောသို့သို့လှုပ်ဆောင်ရာတွင်မင်းအောင်လိုင်ကတက်ဆိုင်ရာပြည်နယ်အစိုးရဖွဲ့ကကျေးခင်းပေးထားသောတောက်ရည်လက်ပတ်ရည်ရည်နွေးအချိုးပွဲနှင့်အစားအသောက်များကို လုံးဝမစားတော့သည့်အပြင် ို့ကြည့်ချင်အောင်မပြုလုပ်ကြအောင်ချင်းတော်တော်များများတွင်ထင်းရမြင်ရကိုမင်းအောင်လှိုင်ကလျှောက်ပြောနေကြပြီတွေ့ဆုံပွဲများတွင်အ ਨੇ ဆုံးတနားကြောကြအောင်မယမနာတူရဲ့ပြောဆိုမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်သူရှိမှရေယူနုကွက်မြမမုံနဲ့လက်ပတ်ချိုးပွဲတွေခြားရတယ်သူတောက်လျှောက်လုံးစကားပြောတယ်တနားကြောတော့ကြတယ်အဲ့ဒါသူရှိမှခြားထားတဲ့ပညာအစိုးရဘက်ကပြင်ဆင်ပေးထားတဲ့ တောက်ရည်ရင်းကြီးအချိုးပွဲ မတူးမထီဘူးသူကိုရေးရာရှိပွဲကစီစဉ်ပေးရဲ့ရေဘူးကိုပဲတောက်တယ်နေ့လယ်စာတွေပါတယ်စားတော့လဲပြင်းနေအစိုးရပွဲက စီစဉ်ပေးတာမစားဘူးသူကိုရေးရာရှိပွဲကစီစဉ်ပေးတာကိုပဲစားတယ်ခုမင်းအောင်လန်းဤအပြုအမူနဲ့အနေထိုင်ကိုတေချာတတိထားမိချက်တော့ထဆင်ရင်းအကြီးမြင့်မကဆိုထားပါတယ်ဒီကိပြေပအမျိုးခီးရင် လူကြီးစိတ်ချမြမှုနှင့်ဤနှင့်စိတ်အောင်ချမှုများကြောင့်အစီအစဉ်များဖြစ်နေတဲ့အဲ့ဒီသို့ဝင်ဒီမှာတော်တော်ကောင်းကြည့်ခဲ့ရပါတယ်။နိုဝင်ဘာ9ရက်နေ့အမျိုးပြည်စင်တွင်ချမ်းပါမြိုင်ကဌာနဆိုင်ရာဆောင်ပွဲနဲ့လွတ်ဆောင်ခဲ့ပြီးနောက်ရင်းနှီးစင်တာနဲ့ဆွေတဲ့မိုးလုံးလေးလုံးအားကစားပွဲတိစောက်မှုကိုသွားရောက်စစ်ဆေးခဲ့ကြ။မူလအစီအစဉ်ဖြစ်သည့်အအန်တက်နယ်တွေ့ဆုံပွဲနဲ့တောင်ကလေးစစ်ဆေးရုံတို့သွားရောက်မြင်အစီအစဉ်များကိုစတင်ခဲ့ကြ။ ရင်းနောက်အန်တွင်ညမအိတ်တော်ပဲရဟယင်ဖြစ်မော်ရမြန်မျိုးတို့ထွက်ခွာကအရှိတောင်တဲ့စစ်ထန်တဲ့တို့တွင်ညအိတ်ခဲကြောင်းသိကြရပါတယ်